Hello အားလုံးမင်္ဂလာပါ. Good day football channel ရနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရခင်ဗျာ။ ကဲကျွန်တော်တို့ဒီနေ့ကတော့ဒါအောက်စုနောက်ဆုံးပွဲစဉ်တွေရောက်ပြီပေါ့နော်အဲ့တော့အောက်စုနောက်ဆုံးပွဲစဉ်တွေရောက်ပြီဆိုတော့ကျွန်တော်တို့ကဒါအောက်စု A ပထမနဲ့အောက်စု B ဒုတိယဒီလိုတွေတွေ့မယ်အဲ့တော့အောက်စုဒုတိယရခြင်းလားဘူရခြင်းလားဘယ်ဟိုဘက်အောက်စုကဘယ်တင်းနဲ့မတွေ့ခြင်းမူလဲတွေ့ခြင်းလဲဒါ ਈ ပါလာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မနက်မှာမန်စီးတီးကိုဂိုးပေါ်ကြိုက်တာကလည်းအဲ့တစ်ချက်ပါတယ်ပေါ့မန်စီးတီးကဟိုဘက်ကရဲအောက်စုနဲ့တွေ့မှာရဲရဲတာပထမရသွားရင်မန်စီးတီးကဒုတိယနဲ့ သူကအုပ်စုတက်သွားခဲ့မယ်လို့မန်စီးတီးနဲ့ရီယယ်မက်ထရီကဆက်လျှောက်အသင်းစင်မှာသွားတွေ့မှာအဲ့တော့ဂျူမီတက်ကလက်ရှိမှာမန်စီးတီးပွဲမတိုင်ခင်မှာဒါတိုတယ်ကိုက6 6တောင်တွင်းထားတယ်ဟိုတကိုးပဲပြန်ပေးထားအဲ့တော့ good different အကြည့်မယ်လို့8 6တောင်ရှိနေတယ်ပေါ့နော်အဲ့မန်စီးတီးက9ကိုးပဲတွင်းထားတယ်ပထမပုံမှာအဲ့တော့ဒီနေ့မနေ့ပွဲမှာဆိုသူ့အနေနဲ့နိုင်ဆုံးဒါ3ကို4ကိုတွင်းမှရမယ်ဆိုရဲအချက်ကိုကျွန်တော်ခေါင်းထဲဝင်သွားတယ်ပြီးတော့မနေ့ကျွန်တော်နိုးတဲ့အချိန်ကြီးကြီးတော့လေ၄လုံး60နိုင်မဟုတ်တော့ဘဲနဲ့၄လုံး50နိုင်60နိုင်ဒီဝင်းကြီးဖြစ်သွားပါတော့အဲ့တော့ကျွန်တော် ော်ရဲ့တွေးထားကိုခွင်ထဲကိုဝင်သွားတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုမှာမနီးအညဗီဒီယိုမှာခရေကလည်းမန်စီးတီးပွဲကိုဂိုးပေါ်ကြိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်မန်စီးတီးပွဲကိုဂိုးပေါ်ပေးလိုက်တယ်မနေ့စောစော9နာရီဝင်းကျင်လောက်ဖြစ်မယ်ထင်တယ်ပေါ့နော်အဲ့တော့မနီးကကျွန်တော်ဒီအကြိုက်ဆုံးထိုးခွက်ဆိုမှကျွန်တော်မမ်မာရီအတွက်စိတ်ဖြစ်လုံးထိုးခွက်ကိုကျွန်တော်အုံးခွက်ရွေးချယ်လိုက်တယ်ဂျူပင်ဂျူပင်ဂိုးအောက်ရဲ့ဘဘူးဆက်ဘက်ဂိုးပေါ်ရပေါ့နော်ကန်ဆိုးစွာနဲ့ပဲဂျူပင်တပွဲဘော်ဒီပဲအောင်ပြီးတော့ဂိုးပေါင်းနေကြာသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်က ဒါ nine free van တွေဟိုတနေ့ရရှုံထားရတယ်ကျွန်တော် nine လေးကျွန်တော် member of free ရအတူတူပေးလိုက်တဲ့နေ့မှာပဲဒါထက်ပြီးတော့အနိုင်မရဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒါ7နှစ်နိုင်ခွဲမှာဒီ remote line ကိုကျွန်တော်ကြည့်လိုက်တယ်ပေါ့နော် belingan တို့ပေါ first line မှာပါလာတယ်အဲနောက်တစ်ခုဘယ်လိုရှိ ਉ မလဲ ဗီနီရှီယဂျူနီယာတို့เนาะအာတာဂူလာအဲ့ကောင်လေးပါလာနဲ့ကျွန်တော်ပြီးကြေးရလေတီးတရာပြင်းလာပါတော့တလုံးတရာရှုံကျွန်တော်ဗီဒီယိုမှာပြောတော့တလုံးတရာရှုံပဲရှိရဲဒါမဲ့တကယ်လိုင်းအထွက်ပြီးကန်ကန်နီးမှကြတော့ဒါနှလုံးကို90နိုင်လောက်ထိတောင်ကြေးပြင်းသွားတယ်ကိုပေါင်းကြေးရလေ3လုံးလောက်မဟုတ်တော့4လုံးဘလောက်လဲ3လုံး90ရှုံလားအဲ့လောက်သုံးလုံး80ချုံလောက်နဲ့အလောက်ဒီတက်သွားတယ်ပြီးမှပြန်ပြီးသုံးလုံး90ချုံကြာသွားပါတော့။အဲ့ဒါနဲ့ကျွန်တော်ဇုံပေါ်ပြေးလိုက်တယ်ပေါ့နော်။အဲအိုက်ပွဲလဲဒါ ိုမှီရဲ့လူရောမှီကြပါဘာလို့ကျွန်တော်တင်လိုက်ရဲ့အချိန်မှာဟိုလာပြီးကြည့်ကြတဲ့ view တွေများတယ်ပေါ့နော်ဟိုအသေးလေးပေးရဲ့လူလည်းရှိရယ်လက်မထောင်းတဲ့လူလည်းရှိရယ်ပေါ့နော်အဲ့တော့ ဟိုအိုက်ပွဲလေးရမယ်မန်စီးတီပွဲလေးမြည်ရသူရမယ်ဆိုအဲအိုက်နှစ်ပွဲစလုံးကိုအိုက်နှစ်ကွက်စလုံးပေါ့နော်မန်စီးတီပွဲနဲ့ရဲမက်ထရစ်ပွဲနှစ်ပွဲစလုံးမြည်ရသူတော့အိုက်သုံးကွက်စာဒါသုံးကွက်နီးပါးစာလောက်ပေါင်းပြမယ်နော်ရဲမက်ထရစ်ဘော်ဒီကတော့ပြားပဲစားရမှာပေါ့အဲ့လိုမျိုးဆိုတော့ဟိုကျွန်တော်ပြောချင်တာပေါ့နော်ဟိုအခုဒီဖလားကဒါကြီးအပြောင်းလဲရမ်းများတဲ့အတွက်ကျွန်တော်တို့ကဟိုလိုင်းရထွက်တဲ့အထိဆောင်းအောင်တော့မလို့ဖြစ်နေအဲ့တော့ဟို မအိတ်သေးဘူးဆိုရင်တော့ဒါ Telegram နဲ့ Viber လေး Nudity လေးတွေအွန်ထားကြပါဘောเนาะအွန်ထားပြီးလို့ရှိရင်ပြီးတော့ online bet လေးလည်းဖွင့်ထားပါဘောเนาะဟိုကျွန်တော်ပို့ရတဲ့ချိန်ကျတော့ဟိုမနေ့ကပို့ရတာလေဆိုတော့ဒါအပြင်တိုင်းမှာလောင်လို့မရတော့ဘူး online ဒီ iBet Wange Bet ငါတို့လို့ Match ပါညာအဲ့မှာပဲသွားလောင်လို့ရတော့တာဘောเนาะအဲ့ဒါလေးကိုလည်းကျွန်တော်ဒီနေ့မနက်မှာ post လေးတင်ပေးထားတယ်ဒါကျွန်တော်ညီကိုလည်းကျွန်တော်ရားလေချင်လို့ဘောเนาะကျွန်တော်ကတော့ဒါ ဒီဗီဒီယိုရိုက်တဲ့အချိန်ရဲ့ဗီဒီယိုရိုက်ပြီးအချိန်မှာကျွန်တော်ကြိုင်လုံးဖြစ်မဲ့ထိုးခွက်၃လေးခွက်ကိုဒါစိတ်အဖြစ်ဆုံးရွေးချယ်လိုက်တယ်ဆိုပေမဲ့ဒါပွဲကံကံဒီမှာဒါကြီးအပြောင်းလဲဘာညာနဲ့ဆိုတော့ကျွန်တော်ရွေးချယ်မှုတွေပြန်ပြောင်းရတယ်ပေါ့နော်ဒီနေ့ဆိုရင်ဒါပူဆိုးပြီးဆယ်နိုင်ခွဲခွဲမရှိတော့ဘူးတနင်္ဂနွေနဲ့မနက်ခွန်ခွဲလဲကျွန်တော်တို့ဒါဗီဒီယိုရိုက်တဲ့အချိန်က 9နိုင်ကျော်ပဲရှိသေးတယ်အဲ့တော့ဒီပြည်တဲ့အချိန်နဲ့9နိုင်ကျော်မနောနေ့မနေ့9နိုင်ကျော်မှာ12နိုင်လောက်ဟာသေးတယ်တနိုင်ကျော်ပွဲဆိုလည်းဒါ9နိုင်6နိုင်လောက်ဟာနေသေးတဲ့အနေထားမှာဒီကြားမှာကြီးအပြောင်းလဲတွေအများကြီးဖြစ်လာနိုင်တယ်အဲ့လိုမျိုးရှိရေပေါ့နော်အဲ့ဒါကြောင့်ဟိုတခါလေကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာတွေဟို you shape play တဲ့ဟာတွေဟိုပြောင်းပြန်ပြန်ပြောင်းကျင်တဲ့ခါမျိုးဆိုရင်ဒါစာလေးပို့ပြီးတင်ပေးမယ်ပေါ့နော်အဲ Telegram Viber Channel လေးဒါညီကိုတို့ Nodi လေးဝင်ထားပေးကြပါမ join တဲ့ညီကိုတွေလည်းဒါ join ပေးထားကြပါပေါ့နော် ကဲအဲ့တော့ဒီနေ့တော့ဒါအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တာနဲ့အညီပေါ့နော်အချိန်တစ်ချိန်ထဲမှာဒါအုပ်စုတုပ်စုကနှစ်တင်းစလုံးနှစ်ပွဲစလုံးကံပဲပေါ့နော်ဟိုဆယ်ပွဲတွေပါအဲ့လိုခွဲထုတ်ပြီးတော့မကံတော့အဲ့တော့ဒီနေ့မှာအုပ်စု A နဲ့အုပ်စု B နှစ်ခုကံသွားမယ်ပေါ့နော်အဲ့တော့တခုတော့စဉ်းစားကြရစီအုပ်စု A ကိုတနိုင်ခွဲမှပြီးမကံမင်းနဲ့ခွန်နိုင်ခွဲမှပြီးကံတာနည်းနည်းလေးတော့တမျိုးဖြစ်တယ်ပေါ့နော်မလဖန်အုပ်စု C ကြတော့တနိုင်ခွဲမှကံတယ်အုပ်စု D ကြတော့ခွန်ခွဲမှကံတယ်ပေါ့နော်အဲဒီ FIFA Plus က ဟိုနာမည်ကြီးခြင်းလို့လောက်တာဖြစ်တဲ့အတွက်ဒါကျွန်တော်ကယူလေးစဉ်းစားလိုက်တာနဲ့ပါမီယက်နဲ့အင်တာမီယာအင်တာမိုင်ယာမီပွဲကိုတွားကြည့်လိုက်တာကြီးကြည့်လိုက်တာနဲ့ပါမီယက်နိုင်ခြင်းမဟုတ်ဘူးဆိုတန်းတိလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မက်ဆီပါနဲ့အသင်းကိုသူတို့ပေးတက်ဖို့ရခိုင်တော့များတယ်ဆိုတော့ကျွန်တော်ပေါ်တိုနဲ့ပွဲမှာကတည်းကဒါပြောခဲ့တယ်ဒါညီကိုတို့ကိုလည်းကျွန်တော်အင်တာမိုင်ယာမီဘော်ဒီဖရီယောမန်ပါကိုကျွန်တော်ထည့်ပေးခဲ့ဒါအပိုင်လုံးပွဲပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနေ့မှလည်းဒါကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်အဲ့တော့ကျွန်တော်အရင်ဆုံးတနင်္ဂနွေပွဲကိုစပြီးတော့သုံးသက်ပေးမယ်ပေါ့နော် တနိုင်ကွဲပွဲမှာဆိုရင်ဒါ AD Go နဲ့ Vodafone ကိုကမ်းမယ်စီတဲ့ဆောင်းသားနဲ့ PAG ကမ်းမယ်ပေါ့နော်အော်ဒီပွဲစဉ်ကရမတ်တူနေတဲ့၃တင်း၂တင်းရှိနေရယ် AD Go ၃မဲ PAG ၃မဲ Vodafone ကတော့၆မဲနဲ့ဥဆောင်နေပေါ့နော်အော်ဒီနေ့ပွဲမှာ AD Go ကနိုင်ခဲ့မယ်ဆိုရင်၆မဲရတယ် Vodafone ကလည်း၆မဲ PAG ကလည်းနိုင်ခဲ့မှာဆို၆မဲအဲ့တော့၆မဲ၃တင်းဖြစ်သွားမယ်အော်အဲ့၃တင်းကဘယ်အသင်းတွေတက်သွားမလဲဆိုတော့ကျွန်တော်ဒါ FIFA ရဲ့ဒီလက်ရှိကျင်းပနေ Club World Cup Qualification Group Stage Rule ကိုကျွန်တော်တွက်ဖက်တယ်ပေါ့နော် ်ရှာဖက်လိုက်တဲ့အခါမှာသူကဘယ်လိုလဲဆိုတော့သူကဆလာကြီးကတော့အုပ်စုပထမရရနှစ်တင်တက်မယ်ပေါ့နော်အုပ်စုမှာပထမရရနှစ်တင်အဲ့တော့အမတ်အရာအမတ်အများဆုံးနှစ်တင်တက်မယ်ပေါ့ဒါကတော့သူတို့ default rule ပေါ့နော်အဲ့တကယ်လို့အမတ်ရမဲ့တူနေရယ်ဆိုဘာသွားကြည့်မလဲဆိုတော့ head to head ကိုအရင်ကြည့်မယ်တဲ့ head to head ကြည့်လို့မှ head to head ကလည်းဒါအခုဆိုရင်ဘယ်လိုကြည့်မလဲဆိုတော့အခုဆိုရင်ဒါ buta pho ကပြည့်ကြည့်ကိုနိုင်တယ်ညာပြည့်ကြည့်ကကြောင့် indigo နိုင်တယ်အင်ဒီကတကယ်လို့ buta pho ကိုနိုင်ခဲ့မယ်ဆိုရင်ဒါ ဟိုဘယ်လိုပြောမလဲဟက်တူရတွေ့လို့မှုများကိုကိုကတလဲနိုင်တလဲရှုံအဲ့လိုပုံစံသွားတူနေမှာအဲ့တော့အဲ့လိုမျိုးသွားတူနေမှာဆိုရင်နောက်နေ့အဆင့်သုံးမှာကြာပါကြည့်မယ် go different ကိုကြည့်တော်တော်များများကျွန်တော်ပြီးများလီပညာဆိုရင် go different အရင်ကြည့်တာပေါ့နော်စပိန်လာလီကာဆိုရင်ဟက်တူရကိုအရင်ကြည့်အော်ဒါစပိန်လာလာလီကာနဲ့သွားတူနေမှာအဲ့တော့ဟက်တူရကိုအရင်ကြည့်မယ် go different ကြည့်မယ် go different ကြည့်ပြီးလို့မှအဲ့မှာတူနေသေးတယ်ဆိုရင်ထပ်ပြီးတော့ go score တဲ့ဒီတပွဲတပွဲမှာအများဆုံးတွင်းနိုင်တဲ့ go score အကြီးအကျယ်ထက်ကြည့်မယ်ပြီးတော့ group go တဲ့ group group တွေကိုရှင်ပြီးတော့ဒါ go different နေ group တွေမှာဘယ် group ကအများဆုံး go twin ထားလဲဆိုတာတွေဒီလိုမျိုးတွေထိပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်ဒီ discipline ကြီးပေါ့เนาะ discipline ပေါ့ဒါစီကံပေါ့ ။ tigan line နာတဲ့အချက်ပေါ်မှာ yellow gap တွေ red gap တွေဘေးတင်ကတော့အဝါကက်အနေလုံးပြခင်ရတယ်။ဘေးတင်ကတော့ညီကက်အနေလုံးပြခင်ရတယ်။ဒီလိုမျိုးတွေတစ်ဆင့်ပြီးတစ်ဆင့်အဆင့်၈ဆင့်ခွဲပြီးတော့ဟာပေါ် check in လုပ်ပြီးမှဒါအုပ်စုတက်ခွင့်ရှိမှာပေါ့။အဲ့တော့ဒီနေ့မှာကဒီအုပ်စုဘီကဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရတယ်။တကယ်လို့ AD ကူရာနိုင်ခဲ့မယ်ဆိုရင်ဒါရမဲ့တူတဲ့6မဲ့ရမဲ့တူရဲ့၃နင်းဖြစ်သွားမှာပေါ့နော်အဲ့တော့ဘလိုရီရလက်ထွက်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်အဲ့တော့ဒါစပြီးတော့ပြောကြရအောင် အော်ဒီမှာက ED ကို Vodafone ကိုတလုံးကို30နိုင်40နိုင်ကြားလေးမှာဖွင့်တာကိုပေါင်းကြီးတော့နှလုံးအရှုံသုံးလုံးအပြည့်နိုင်ဆိုပြီးဖွင့်တာပေါ့နော်အဲ့တော့ Vodafone ကိုဒီ PSG ကိုနိုင်ခဲ့တဲ့အတင်း ED ကို PSG ကိုရှုံးထားတဲ့အတင်းအဲ့တော့ PSG ကိုရှုံးထားတဲ့အတင်းနဲ့ PSG ကိုနိုင်ထားတဲ့အတင်းလာတွေ့ရပေါ့နော်အဲ့တော့ဘယ်တင်းနိုင်မလဲလက်ရှိမှာအမှတ်လွယ်ချက်ရတော့ဒါ ED ကိုနိုင်မှုအရကန်လုံးများတယ်အဲ goal ကိုယ်ဆိုရင်လည်းဒါအင်ဒီကိုနဲ့တစ်လုံးနဲ့ကတ်နိုင်ုံနဲ့ဟိုဟာပေါ့စိတ်မဖြစ်ဘူးနှလုံးအနည်းဆုံးသုံးလုံးအများဆုံးလေးလုံးအများဆုံးတော့တွင်းထားနိုင်မှာအင်ဒီကိုမထွက်တဲ့စိတ်ချမဲ့အနေထားအာ PSG ပေးလိုက်တဲ့ဒုက္ခပေါ့နော် PSG ကဗိုတာဖိုကိုတေလောက်ကန်ခဲ့မှလို့ဒီလိုမျိုးကြီးစဉ်းစားလို့ရမလို့ပါအဲ့တော့2ရဲ့ဒီ rule ရေမှာထပ်ပြီးကြီးတာဘာထက်တွေ့လဲဆိုဗိုတာဖိုကိုအနေနဲ့ကတော့ဒါတေကြတာဖြစ်ဖြစ်နိုင်တာဖြစ်ဖြစ်သူကအုပ်စုဝင်တာနဲ့တက်မယ်တကယ်လို့ရှုံးခဲ့မယ် PSG ကလည်း မနိုင်ဘူးဆိုရင်တော့ तू ကဒါအုပ်စုဒုတိယအနေနဲ့တက်မယ်ပေါ့တကယ်လို့ PAG ကနိုင်ခဲ့ပဲ तू ကဗိုတာဖိုဝက်ရှုံးခဲ့မယ်ဆိုရင်တို့ဒီ head to head ဒီ go different ကိုတွားပြီးတော့အတင်းသုံးနှင်းလာတွားပြီးအတင်းသုံးနှင်းချာမှာဒါ PAG ဗိုတာဖိုကို ID ကိုအတင်းသုံးနှင်းချာမှာတွားပြီးတော့ head to head ဒီ go different ကိုတွားပြီးတော့ကြည့်ရတော့မယ်အနေထားလို့ဒါရေးထားပြီးရပါတော့ပြီးတော့တကယ်လို့ PAG ရတာနိုင်ခဲ့မယ်ဆိုရင် PAG ရတာ qualify ဖြစ်မယ်ပေါ့နော်အဲဗိုတာဖိုကိုကရှုံးခဲ့မယ် PAG နိုင်ခဲ့မယ်ဆို PAG qualify ဖြစ်မယ် နောက်တစ်ခုက PSG တည်ကြမယ်ဆိုရင် AD ကတည်ကြတာဖြစ်ဖြစ်နိုင်တာဖြစ်ဖြစ်ရှုံးတာဖြစ်ဖြစ်ဆိုတော့ PSG ကဒုတိယနေရာနဲ့တက်မယ်တကယ်လို့ PSG ကရှုံးခဲ့မယ်ဆိုရင်တော့ဒါ AD ကိုနဲ့ Vodafone ကို AD ကိုနိုင်သွားမယ်ဆိုရင် AD ကိုတက်ဖို့ရာခိုင်နှုန်းများရဲဆိုတဲ့အချက်ပေါ့နော်အဲ့မှာတို့ကနည်းနည်းလေးရှုပ်နေပါတော့ရှုပ်နေဆိုကျွန်တော်လဲတခြားလေးတော့လိုက်ကြည့်ရဒါပေမဲ့ကျွန်တော်ကတော့ဒီလိုပဲမှတ်လိုက်တယ်ဟိုကျွန်တော်စိတ်ထဲမှာတော့ AD ကိုနိုင်ဖို့ရာခိုင်နှုန်းများတယ် အဲတကယ်လို့ AD ကိုပေးမတတ်ရှင်မှုဆိုရင်တော့ဗိုတာဖုန်ကိုအနေဆုံးတင်ကန်သွားမယ်ဆိုတော့ဂျာဆုံတော့အဖြေရရှင်းသွားတယ်တကယ်လို့ AD ကိုနိုင်သွားမယ်ဆိုရင်တော့ဟို different နေလိုက်ကြည့်ရနည်းနည်းလေးရှုပ်မယ် head to head ဒီလည်းကြည့်ရမယ် head to head ကြည့်မယ်ဆိုရင်ဗျာ AD ကပြဲကျူ၄ခုပြည့်နေရှုံးထားတယ် PG ကကြတော့ဗိုတာဖုန်ကို1 C နဲ့ရှုံးထားတယ်တကယ်လို့ AD ကဗိုတာဖုန်ကို၄ခုပြည့်နေပြန်နိုင်လိုက်မယ်ဆိုရင်အဲ့မှာ PG နဲ့ AD ကနဲ့ head to head ဒီ different ရတော့တူနေရော အဲ့လိုမျိုးဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ go different နေရောဒီ head တွေတွေ့ဆုံမှုအကုန်အဲ့လုံးလည်လိုက်နေမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုချုပ်နေရပါဘောနော်အဲ့ပွဲအဲ့ group ကြီးอ่ะအဲ့တော့ကျွန်တော်ကဒီပွဲစင်မှာဒီ AD ကိုအနေနဲ့အနိုင်တော့ညှစ်ကံမလားပါနော်ဟိုလှုပ်ဆက်ကြီးဖြစ်နေမယ်ဆိုတော့ AD ကိုထွက်ဖို့ရာခိုင်နှုန်းများတယ်ဘူတာဖူကိုတက်သွားဖို့ရာခိုင်နှုန်းများတယ်ပေါ့နော်ဒါမဲ့ဘူတာဖူကဒီ ဂရုမာဆိုရင်ဒါကြီးအောင်တာအရင်များနေပြီဒါရှေ့နှစ်ပွဲစလုံးကြီးအောင်တာလေပြီးတော့တူထက်အင်အားပါဝါကြီးမားတဲ့ PSG အတင်းကိုလည်းသူနိုင်ပွဲရထားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်ကဒီနှစ်ပွဲစဉ်မှာတော့ဒါတော်တော်များများတော့ အီဒီကိုမကြိုက်တော့ဘူဒါဖိုကိုတည်ရနေနောက်ဆုံးနောက်တစ်ခုနောက်တစ်ဆင့်ကိုတက်မှာဖြစ်တဲ့အတွက်ဒါဘူဒါဖိုကိုအနေနဲ့တော့ဒါအနည်းဆုံးတည်ရအောင်ညှစ်ကမ်းမယ်ဘာညာဒီလိုပဲတွေးမှာပြီးကြေးရကြည့်မယ်ဆိုတော့1 plus 20ကြီးတန်း1 plus 30ကြီးတန်းဆိုတာကအပေါ်အတင်းကြေးအောင်မခတ်တယ်ပေါ့နော်အဲ့ကျွန်တော်ကဒီပွဲစဉ်မှာတော့ရဲစွန်ပြီးတော့အီဒီကိုပဲကျွန်တော်ကြိုက်တယ်ဂိုးပေါင်းကတော့နည်းနည်းစဉ်းစားခတ်တယ်ဂိုးပေါ်တက်ဖို့လည်း များဟိုများတော့များတယ်ပေါ့နော်ဂိုးဘောတက်ဖို့လည်းများအီဒီကိုအရင်ဖွင့်တိုက်မယ်တွင်းမယ်ဆိုတော့ဂိုးဘောတက်သွားနိုင်တယ်အီဒီကိုအရင်ဖွင့်တိုက်မယ်ဆိုရင်ဘူတာဘူကလည်းကောင်းတာပြန်ချောင်းပြီးတော့ဒါဂိုးဘောများသွားနိုင်အီဒီကအရင်ဖွင့်မတိုက်ဘူးဘူတာဘူကလည်းခံသေးအသေးပိတ်ဆော့နေမယ်ဆိုတော့ဂိုးအောင်သွားမှာပေါ့နော်အဲသူတို့ရဲ့ပလေးဆိုင်ကဘယ်လိုလာမင်းတော့မသိဘူးဘူတာဘူကတော့ပိတ်ဆော့မှာပဲ ဒီ PNG ကိုလည်းသူပိတ်ဆော့ပြီးတော့တလုံးရထားအောင်ပိတ်ဆော့ပြီးသူဒါအနိုင်ဆုံးပဲယူခဲ့တာပေါ့နော်အော် ET ကိုရဲ့ twin ကိုပဲမြင်ရမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ ET ကိုနိုင်သွားလဲတလုံးနှလုံးလောက်ပဲကျွန်တော်တွေ့တယ်အော် body မှာ ET ကိုကျွန်တော်ကြိုက်တယ်ဂိုးပေါင်းမှာတော့လက်ချောင်ကျင်တယ်ဟိုအကြိုက်တယ်ဟိုမဖြစ်မနေယူရေးဆိုတော့ဂိုးအောက်လေးကိုပပကြိုက်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်က71ခွဲအခု10ခွဲပွဲတော်များဂိုးပေါ်သွားတာဆိုတော့ဒီနောက်ဆုံး ကန်ခဲ့တဲ့ပွဲမှာလည်းဒါဂျူဗင်တက်ဆိုလည်းကျွန်တော်ဘော်ဒီကြိုက်ပြီးတော့9ဘောက်ကိုပဲကြိုက်ခဲ့ရ3.90တူမိုင်းတေရဆိုတော့လေအော်ဒီနေ့မှလည်းဒါဘယ်လိုပြောမလဲအဲ့လိုမျိုးကြီးပဲအဲ့လိုကြီးတိုင်းဖွင့်ပြီးတော့9ဘောက်လာမလားပေါ့နော်အော်9ဘောက်လည်းကြိုက်တယ်လို့9ဘောက်လည်းကြိုက်တယ်ပြအဲ့ပွဲကတော့ဘောကူပေါင်းရှောင်ပါတယ်ဘော်ဒီပဲကျွန်တော်ကအီဒီကိုတလုံးတာလောက်တော့ဖြစ်မယ်လို့ထင်တာပေါ့နော်အော်နောက်တစ်ပွဲကတော့ PSG နဲ့တီတဲ့ဆောင်းတာပေါ့ဒီပွဲကတော့ PSG ကနှလုံး90ရှုံးဖွင့်တယ်ကူပေါင်းရေးလေးလုံး90နိုင်နဲ့60နိုင်ဝင်းကျင်ဖွင့်တာပဲပေါ့နော် တော့ဒီပွဲမှာတော့ပြဲကြီးရှင်းပါတယ်ပြဲကြီးနိုင်မှသိကြတယ်ဂူပြတ်မပြတ်စောင့်ကြည့်ရမယ်ဗျနော်အဲ့တော့ Asian Series ဆောင်းတာဒီ American Club ဖြစ်တဲ့ Asian Series ဆောင်းတာအနေနဲ့ကတော့ဒါ၃ပွဲစလုံးရှုံးပြီးတော့ပြိုင်ပွဲကနေနှုတ်ထွက်မဲ့တဘောဖြစ်နေသူအနေနဲ့ဒါ Offshore State မှာတည်ကြရင်တသိန်းဒေါ်လာတသိန်းရမယ်အိမ်မက်တော့မခွင့်မရှိပြဲကြီးကလည်းမဖြစ်မနေ Maxwin Gain ကန်မှာကန်အမှာဖြစ်တဲ့အတွက်ဒီပွဲမှာတော့ပြဲကြီးနိုင်လိမ့်မယ်အဲ့တော့ Series ဆောင်းတာကလည်းဖွင့်တိုင်မှရမယ်ဖွင့်တဲ့ဟိုဖြောဖြီမှာပေါ့ဗျာဒီမှာသူတို့နောက်ဆုံးပွဲစဉ်လည်းဖြစ်တော့မတက်တော့တော့မတက်တော့ဘူးပေါ့နော်ဒါပေမဲ့ ယ်လည်းပြဲကြီးကလည်းဖွင့်တိုက်မယ်သူကလည်းဖြိုပြမှုဆန်ဆန်ဖွင့်တိုက်လာမယ်ဆိုရင်ဖွင့်ထားတဲ့ body ခြေတန်းနဲ့ကိုပေါင်းခြေတန်းကလည်းနည်းနည်းလိုက်ဖက်မှုရှိနေရမှာเนาะဒါမဲ့လေးလုံး20နိုင်လေးလုံး30လောက်ဆိုတော့ပုံပြီးလိုက်ဖက်မှုရှိရနှလုံး90ရှုံနဲ့ဒီလေးလုံး90နိုင်ကနည်းနည်းလေးကွာဟမှုတော့ရှိတယ်နှလုံး90နိုင်နဲ့လေးလုံး90နိုင်လောက်လိုက်ဖက်မှုရှိရပေါ့เนาะ တော့နှလုံး90ရှုံကြီးတဲ့မှာကျတော့လေလုံး90နိုင်ရနည်းနည်းလေးနုနေတည်းရဲ့အဲကံကံကြီးလို့လေလုံး20နိုင်လို့လေလုံး30နိုင်လို့ဖြစ်မယ်ဆိုတော့ PSG ပွဲက9ပေါင်းအပေါ်တက်ဖို့ရခိုင်တော့များတယ်ပေါ့နော်ဒါမဲ့လေဟိုဘော်ဒီကဒီဟိုဘော်ဒီတော့ဖြစ်တယ်ဘူဂီကဒီ PSG ပွဲမှာ PSG ဘော်ဒီအောင်နိုင်ကြီးများလဲဆိုရင်ဂူပေါင်းကိုကွန်ထရိုးလုပ်သွားနိုင်တယ်ပေါ့နော် PSG ဥမာ2စီးလောင်းနဲ့ရက်တာမျိုး3စီးလောင်းနဲ့ရက်သွားတာမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကတော့ကျွန်တော်ကပြား90ရင်းနိုင်မယ်ဆိုရင်တော့ ပြား90နဲ့ပြား40ပေါ့နော်ပြား90ပြား40ရင်းနိုင်မယ်ဆိုရင်တော့ဂိုးပေါင်းအောက်လေးကိုနေစီခြင်းတယ်။ဟောဆိုမနေ့ကလီပွဲမှာ၃ပွဲတိတိဂိုးအပေါ်တက်တယ်၊လုံပေါ်တွေတက်သွားတယ်ပေါ့နော်။တပွဲပဲဂိုးအောက်တွေပေါ့နော်။ဂိုးအောက်တဲ့တပွဲကလည်းထူးထူးချမ်းချမ်းပဲဂိုးပေါင်းကြီး၃လုံး90ရှုံ၄လုံးအပြည့်နိုင်ကြည်တန်းဖွင့်လာတဲ့အတင်းကဂိုးအောက်သွားတာပေါ့နော်။အဲ့တော့ဒီပွဲမှာလည်းအဲ့လိုမျိုးဖြစ်လာမှစိုးတာပေါ့။ကျွန်တော်ကအဲ့ဒါကြောင့် PSG ပွဲစဉ်မှာ PSG တစ်ဖက်တည်းအတွင်းဂိုးကိုပဲရည်တွက်ရှင်တယ်။အဲ PSG 2C 3C လောက်ပဲရက်မယ်လို့ကျွန်တော်မြင်။အဲ့တော့၄လုံးထိရောက်ခဲ့ရင်တော့ကျွန်တော်ပြား90 60လောက်ရင်ရမယ်ပြား60လောက်ရင်ရမယ်ကျွန်တော်ကတော့ကိုပေါင်းအောက်လေးကိုကြိုက်တယ်ဘော်ဒီမှာဆိုရင်တော့ PSG နှလုံးတော့ပြက်မယ်လို့ယုံကြည်ရတဲ့အတွက်ဒါဘော်ဒီမှာ PSG ဘော်ဒီပဲယူခြင်းပါတယ်အော်နောက်တစ်ပွဲကတော့ဒါ ခွန်ခွဲမှာကံပဲပေါ့နော်အင်တာမိုင်ယာမီနဲ့ပါမီယက်ပြီးတော့ပေါ်တိုနဲ့အေအာလီကိုင်လိုပေါ့နော်အပေါ်တိုပွဲလေးကိုအရင်ပြောရမယ်ဆိုတော့ပေါ်တိုကတလုံး90နိုင်ဖွင့်တာဂိုးပေါင်းရင်းတလုံးတည်ပေါ့နော်အဲ့တော့ဂိုးပေါင်းချင်းနဲ့ဘော်ဒီကြီးတန်းကတော့နည်းနည်းလေးလိုအပ်ချက်ရှိနေတယ်ဟိုဘော်ဒီကြီးတန်းက 1D လောက်ပြင်မယ်ကိုပေါင်းရင်3 ठी လောက်လည်းတော့ဒါလိုက်ဖက်မှုရှိတယ်ပေါ့နော်အဲ့တော့1 black 90ဆိုတော့ကိုပေါင်းကြီးက3 ठी black 90လောက်ဖွင့်မှဒါလိုက်ဖက်မှုရှိမယ်အဲ့တော့လက်ရှိမှာကိုပေါင်းကြီးက3 ठी ဖြစ်နေတဲ့အချိန်မှာ ဒီလိုကြေးတန်းမျိုးဆိုရင်တော့ဒါ body ကအပြည့်အောင်ကိုခတ်တယ်ကိုပေါင်းကတော့၃လုံးရောက်ဖို့ရခိုင်တော့များတယ်ဆိုတော့ကြေးတန်းမျိုးဖွင့်လာတယ်အဲပေါ်တို2-1လို့ result မျိုးနဲ့နိုင်သွားတာမျိုးတွေလာကောင်းလာနိုင်တယ်အဲ့တော့ body အပေါ်ကတော့အပြည့်အောင်နိုင်ကြီးနည်းတယ်အဲ့တော့အောင်နိုင်နည်းတဲ့အတွက်အာအပြည့်တေးကြမယ်ဆိုရင်အပြည့်စားမယ် air league ကိုနေမလားပေါ့နော်ဒီလိုမျိုးလဲကျွန်တော်စဉ်းစားလို့ရတယ်ဂိုးပေါင်းကတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ်တိုနဲ့ air league ကိုပွဲစဉ်မှာ booting news ကိုရက်ဖြစ်မယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ဥရော အတင်းဖြစ်တဲ့ပေါ်တိုအတင်းအနေနဲ့နိုင်ပွဲတပွဲမှမရသေးဘူးသူအနေနဲ့ဒါပွဲဦးထွက်မှလည်းပါမီယာကိုတည်ပဲကန်နိုင်တယ်အောက်ကနေကန်ခဲ့ရတယ်အင်တာမိုင်ယာမီအင်ရှင်ကိုလည်းရှုံးပေးလိုက်ရတယ်အဲအာလီကန်ဝင်တဲ့ပွဲစဉ်မှာတော့ဒါပေါ်တိုဥရောပကလပ်ပေါ်တိုအတင်းဆစ်ဆစ်မမှန်ကိုမြင်တွေ့ရမယ်လို့ကျွန်တော်မြင်နေအတွက်ပေါ်တိုနဲ့ဂိုးပေါ်ကိုယူချင်ပါတယ်ဒီပွဲမှာတော့ပေါ်တိုချေးပေးအောင်တင့်ပြီးဒါဂိုးလေးလည်းများများဆားဆားမြင်တွေ့ရမယ်ပွဲစဉ်လို့ကျွန်တော်တွက်တယ်ပေါ့နော်ဘာပေါ်တိုအနေနဲ့ ဒါတခုတော့ရှိတာပေါ့နော်ဟိုပေါ်တိုပေးမတက်ချင်ဘူးအင်တာမိုင်ယာမီနဲ့ပါမီယက်ကိုပဲပေးတတ်မယ်ဆိုရင်တော့ပေါ်တိုကဒီပွဲမှာနိုင်သွားလဲဘာမှတော့မထူးဘောเนาะဟိုအဲ့လိုမျိုးဇန်ညွန်းနေရှိလက်လာတော့မပြောတတ်ဘူးဟိုဘူဂီဘူဂီမဟုတ်ဘောเนาะဒီဖီဗာစခရစ်ရေးထားမယ်ဆိုရင်တော့အဲ့ဒါကမယုံလို့တော့လည်းမရဘူးတချို့ပွဲတချို့ဖလားပွဲတွေမှာကအဲ့လိုမျိုးစခရစ်တွေကလည်းဟိုရှိတယ်ဘောเนาะ တကယ်လို့စဉ်းစားကြည့်မှာနော်ပေါ်တိုတကယ်လို့နိုင်သွားခဲ့မယ်ဆိုရင်၄မက်ရမယ်အင်တာမိုင်ယာမီနဲ့အော်ဆော်ရီပေါ်တိုကနိုင်သွားရင်တော့၄မက်နဲ့ပဲရက်သွားမှာအဲ့တော့ပါမီယာနဲ့အင်တာမိုင်ယာမီတမက်စီခွဲသွားမယ်ဆိုရင်၅မက်၅မက်နဲ့သူတို့ကဘယ်လိုမလို့အုပ်စုတက်သွားပြီပေါ့နော်အော်ကျွန်တော်ကပေါ်တိုတော့နိုင်ကောင်းနိုင်လိမ့်မယ်ဟိုအုပ်စုတော့တက်ချိန်မှာတက်တော့မှာပေါ့နော်အော်ကျွန်တော်ကဒီဘက်မှာပေါ်တိုတစ်ဖက်ကထားပါတော့ ဘာမီယံရှုံသွားခဲ့မယ်လို့သူတို့မျှော်လင့်ချက်ရှိတယ်ဒါပေမဲ့အဲမျှော်လင့်ချက်ရှိရဲ့ဘာလို့ဘာမီယံနဲ့ပေါ်တိုကဟတ်တူရဲ့အရင်ကြည့်မယ်ဆိုတည်ကြထားတာဗျာအဲတည်ကြထားလို့သူ goal different နဲ့ကြည့်တော့မှာပေါ့နော်အဲ goal different နဲ့ကြည့်မယ်ဆိုရင်ပေါ်တိုအနေနဲ့က goal များများတွင်းထားမှရမယ်ဘာလို့သူက Inter Miami ကိုရှုံထားလို့ goal ပို့တကူခွင့်ပြုထားရယ်ပေါ့နော်အဲဒီနေ့တောင်မှကျွန်တော်ကပေါ်တိုကြိုက်တယ်ခူပေါင်းပေါ်ကြိုက်ပါတယ် အဲ့နောက်ဆုံးပွဲစဉ်ကတော့ဒါအင်ရှင် USA ကလပ်ဖြစ်တဲ့ Inter Miami နဲ့ Parmies ပေါ့နော်အဲ့ Inter Miami ကို Parmies က level 60ရှုံးနဲ့80ရှုံးကြားပဲပေးထားနှလုံး30ရှုံးပဲပေးရဆိုတော့ဒီကြီးတန်းကနှုတ်ပါတယ်ဘရာဇီးကလပ်နဲ့ USA ကလပ်က level တစ်ခုလောက်တော့ကွာမယ်လို့ကျွန်တော်မြင်ပါတယ်ဥပ အဲ့တော့တွေ့လို့မှုတော့အရင်မရှိဘူးဒါပေမဲ့ကျွန်တော်အမြင်တော့ခြေစွမ်းခြေစားရည်ရကြည့်မယ်ဆိုရင်တော့ဒါဘရာဇီးကလပ်တွေကတော့ပို့ပြီးတော့ level တခုတာလိမ့်မယ်လို့ကျွန်တော်မြင်တယ်သူတို့ရဲ့ကစားဟန်တွေအရင်ကောင်းတယ်ဖလာမင်ဂိုဆိုချဲစီကိုနိုင်ဝိုက်ပွဲတွေမှာတော်တော်လေးကောင်းနေပါတော့ဟိုအရှုံးကနေအနိုင်ပြန်ကန်သွားဆိုတော့အဲ့တော့ကျွန်တော်ဒီပွဲမှာတော့ ပါမီးပေးရဂျင်းနုတယ်နောက်တစ်ခုကကျွန်တော်ဖီဗာဘက်ကနေစဉ်းစားမယ်ပေါ့နော်သူတို့ဒီပြိုင်ပွဲကိုကျင်းပတယ်ဆိုတာကနာမည်တစ်ခုရခြင်းလို့နာမည်ကြီးခြင်းလို့အဲ့တော့ဂုံကြီးနှုတ်ကုတ်တဲ့တကုတ်ကိုဒါသူတို့မက်ဆီကိုဆွဲထည့်လိုက်တယ်ပေါ့နော်အင်ရှင် USA ကလပ်လည်းဖြစ်နေဟိုကအနာသာပေါ့နော်တို့ကလားနေအနာသာကျတော့ဒီအေးကြီးလေကလားအေးကြီးရဲ့ဟိုပို့ပြီးကောင်းနေတဲ့ပို့တက်လာတဲ့သူတို့ကိုယူချလိုက်တဲ့အတွက် ရိုနယ်ဒိုကိုခေါ်လို့မရတော့ဘူးဘောနော်အဲ့တော့ဒီဘက်ကမက်ဆီကိုဒီဖလားကမက်ဆီကိုဆွဲထည့်လိုက်ရတယ်အဲ့တော့ဒီနေ့ကမက်ဆီကိုအုပ်စုအဆင့်ကနေလှည့်ပြန်ခန်းမယ်ဆိုတာဖဲမဖြစ်ဘူးသူတို့နည်းနည်းလည်းစီးပွားရေးဒီ business marketing အရာတွေအကုန်လုံးလုံတန်ဝင်ငွေတွေအရာလူကြည့်မှုအနှုံးတွေအရာအကုန်လုံးကြာဆင်းသွားမှာဆိုတော့ဒီဘက်မှာမက်ဆီပါတဲ့ ပါမရှိပါတဲ့ဒီဟိုဟာကိုပိတက်ဖို့ရခိုင်သူများတယ်လို့ကျွန်တော်တွေ့တယ်ပေါ့နော်အဲ့တော့ inner miami body ကိုကျွန်တော်ယူရမယ် inner miami မရှုံးတော့ဘူးတေးတော့ရလိမ့်မယ်နိုင်ချင်းအောင်နိုင်သွားနိုင်တယ်ပေါ့နော်ဒါမှမဟုတ်နိုင်ဖို့တော့ခက်ပါလေ ဟိုပါမီယာကခြေစမ်းရကြည့်မှတကယ်ပိုကောင်းတဲ့အတင်းပေါ့နော်ဒီပွဲကတော့ fish mat နည်းနည်းဆန်ကောင်းဆန်လိမ့်မယ်လုတ်ပွဲဆန်ကောင်းဆန်လုတ်ပွဲဆိုတာဟိုလိုမျိုးကြီးမတရားကြီးညစ်ပတ်တဲ့လုတ်ပွဲမျိုးတော့မဟုတ်ဘူးထိန်းတင်းလေးနဲ့တေးတမက်စီခွဲသွားမဲ့ပုံစံမျိုးနှုံးတစ်ဖက်နှုံးနှစ်ဖက်တဘောတူထားတဲ့ပုံစံမျိုးလေးကန်ကန်သွားဖို့ရခိုင်တော့များရပေါ့နော်အော်ဂိုးပေါင်းကတော့အောက်ပဲလာဖို့များပါလေကြီးကြီးလာမလားဝမ်းဝမ်းလာမလားပေါ့နော် call score တော့ရိုက်လို့ကောင်းပါဒီပွဲက အော်ကျွန်တော်ကဒီဘက်မှာဒါ Inner Miami Body နဲ့ကိုပေါင်းအောက်လီကိုဒါညီကိုတို့တွေ့ပေးခြင်းပါတယ်။အော်ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုတော့ကျွန်တော် AD Go Body ကြိုက်တယ်ဗောနော် PSG နဲ့ Goa ကိုကြိုက်တယ်ပြီးတော့ Inner Miami နဲ့ Goa ကိုကြိုက်တယ်ပေါ်တိုနဲ့ Go ပေါ်ကြိုက်တယ်ဗောနော်။အော်ဒီနေ့မှာကအုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်တာနဲ့အညီဗောနော်ရွေးချယ်ရတာစိတ်အဖြစ်ဆုံးဆိုတဲ့ထိုးကွက်က ဒါနည်းနည်းလေးကျင်းသွားပြီဟိုရွေးချယ်ရထိုးခွက်တွေမှာအရင်မမြန်မာသာသာမရှိတော့ဘူးပဲဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေထားဟိုဘာလို့မဆိုဒါတော့ဒီနှစ်မှာလုပ်တဲ့ပြိုင်ပွဲဖြစ်နေတာရေပေါ့နော်ဟိုချန်ပီယံလိလို့ဘာလို့မျိုးဒီလိုအုပ်စုနောက်ဆုံးပွဲစဉ်တွေမှာဆိုရင်တော့ဒါအသေးအံကြီးကန်ကြတာဟိုဘာလို့တော့နိုင်အုပ်စုတက်ရှင်တာပေါ့နော်နောက်ဆုံးတက်ရှင်နေတာဖြစ်တဲ့အတွက်အသေးအံကြီးကန်တော့ကျွန်တော်ဟိုရွေးချယ်ရတာလဲဟိုကြေးရောချီရောအမှန်တိုင်းမြင်ရတဲ့အခါမျိုးတွေပေါ့နော်အော်ဒီပွဲကတော့ဒါဘာလို့ရင်ဖြစ်လာအောင်မလဲဆိုတော့ကျွန်တော်တို့ကခံမှန်းလို့ မရဘူးနည်းနည်းလေးခက်တယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ဒါဒီလောက်ပါပဲဒါကျွန်တော်ညီကိုလေးအကြိုက်သူရဲ့ညီကိုလေး live show လို့ရပါတယ်ကျွန်တော်ဒီနေ့ဒါပို့နေကြအတိုင်းပဲပေါ့နော်ရှစ်ခွဲနဲ့9နာရီ9နာရီလောက်မှပို့ရင်ကောင်းမလားပြောတော့ဒီနေ့က10ခွဲပွဲမရှိဘူးဆိုတော့ကြီးက9နိုင်လောက်9နိုင်လောက်じゃနောက်ကြလာမသိဘူးเนาะဟိုတချို့အပြင်တိုင်းနဲ့ဗန်နိုင်ပိတ်လဲတော်တော်တည့်ရတော်များလေးက10နိုင်17လောက်မှပိတ်ကြများပါအပြင်တိုင်းတော်များ10ခွဲ10ခွဲလောက်ပုံမှန်ပိတ်ကြတယ်ဗောနော9နိုင်လောက်ပို့မယ်ဆိုໝီလို့ໝီတော့ໝီလောက်ပါတယ် အဲကျွန်တော်ညီကိုရေလဲဒါကျွန်တော်စမှာပြောခဲ့သလိုပေါ့နော် online ပက်လေးဆော့စီခြင်းနဲ့ဟိုဟိုအပြင်တိုင်းကြီးအားမကိုးနေပေါ့နော် online လေးမှာကိုယ့်ရောအကောင့်လေးဖွင့် account တစ်ကောင်းလောက်ဖွင့်တာပတ်စံလေးဒါကိုထိုးတဲ့ amount limit တစ်ခုဒါနှစ်ပွဲသုံးပွဲသာလောက်ပို့ထည့်တာထည့်ထားပြီးတော့အမှဟိုဟာဆော့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးနေလုပ်စီခြင်းပါတယ်အဲ့တော့မနေ့ကတော့ဒါထူးထူးခြားခြားဟိုအပေါ်ဆုံးနေအောင်သွားတာများတယ်ကျွန်တော် ဖမ်းနေတဲ့ဒီ Real Madrid ရဲ့နှလုံးအပြည့်နိုင်ကြည်တန်းကြီးကလည်းတကယ်လက်တွေ့မှာအောင်သွားခဲ့ရေပေါ့နော်မန်စီတီဂိုးပေါ်လည်းအောင်သွားခဲ့ဆိုတော့ဒါမနီကတော့ဟိုစောစီးပိုးတဲ့တုံးကွက်တော့ကျသွားရဆိုမှနောက်ကနေလိုက်ပြီးတော့လိုက်ပွဲတွေပေးတဲ့ပွဲစဉ်တွေကတော့ဒါအရှင်ပြေသွားတဲ့အတွက်ဒါမဆိုးသေးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါမှလည်းအရန်ကျင်တဲ့အားမှမရှိဘူးဒါကလည်းညီကိုတို့လည်းနားလဲပေးလို့ရမယ်လို့ညွှန်လင်းပါတယ်ဘာလို့လဲဆိုတော့ဒီပြိုင်ပွဲကကြီးအပြောင်းလဲရအချိန်ရန်ကွာဟနေရာကြောင့်ရကျွန်တော်တို့မှာ ဂျစ်စတာတွေတော်တော်များများလဲဒါမှန်းဆရတာတော်တော်လေးတိုင်ပတ်နေတယ်ပေါ့နော်။အော်ဒါဟိုတော့ညီကိုတို့လဲဒါနားလဲပြီးမယ်လို့မျှော်လင့်ပါတယ်။ဟိုကျွန်တော်ပီမားလီတို့စပိန်လာလီဂါတို့ဘွန်နက်လီဂါတို့အဲ ETCDA တို့ပြင်းတိလီဂူ1တို့အဲဒီလိုပွဲစဉ်တွေကြရင်တော့ကျွန်တော်တို့က စနေနေ့မှာကမ်းမှာဆိုရင်ဗျာအနည်းဆော်ဆုံးကမ်းတဲ့ပွဲ6နာရီအဲ့တော့6နာရီဆိုကျွန်တော်နေ့လယ်7နာရီလောက်ကလေးဒီဂျေးတွေကအာနည်းနည်းစပြီးငိန်ကာလရှိညနေ4နာရီ5နာရီဆိုပူကောင်းတယ်ပူငိန်သွားတယ်ဒီလိုမျိုးကြီးကျွန်တော်အရင်တိတာပြောင်းလဲမှုတိတ်မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကခံမှန်းရတာလဲလွယ်တယ်ပြီးတော့ကိုယ်နဲ့အမြဲတွေ့နေကြမြင်ဘူးနေကြခြေစွမ်းခြေသားတွေကိုမြင်ဘူးနေကြအတင်းနေကန်နေရဖြစ်တယ်ပို့ပြီးတော့ဒါ friendly ပို့ဖြစ်တယ် family ပို့ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်။အော်ဒီပွဲကြီးကတော့ကျွန်တော်တို့ဒါဟိုကဘာကြီးရဲ့အရှိအနောက်တောင်မြောက်အဲ့မှာရှိတဲ့အသင်းတွေကိုခေါ်ခေါ်ကန်ခိုင်းဟိုဘေးတင်းကဘလို့ခြေလမ်းမဲမတည်ဥရောပ12တင်းပဲပါတယ်အဲ့12တင်းကလည်းဟိုအမဲရောင်းစားဟိုခြေစမ်းပွဲတာတာကန်အဲ့လိုမျိုးဆိုတော့เนาะအာ ်ထင်းတို့ရင်ဖြစ်မလားဘူးအဲ့ကျွန်တော်အဲကြောင့်မလို့လဲဒါဒီနေ့မှာအပေါ်တင်းကြေးအောင်နိုင်နဲ့ရခိုင်သုံးနေကြောအကုန်လုံးပို့ထားတယ်အပေါ်တင်းကြေးအောင်နဲ့ရခိုင်တော့49ပဲရှိအဲ့တော့53ရခိုင်သုံးကအောက်တင်းနေကြေးအောင်သွားတယ်ပေါ့နော်အဲ့အောက်တင်းနေကြေးအောင်သွားတယ်ဆိုတော့အတင်းကြီးတော်များကြီးကြရတဲ့ပေါ်ပေါ့နော်ဘာလို့အတင်းကြီးကအကုန်ပွဲတိုင်းချီးပေးတာဟုတ်အဲ့9ပေါင်9ပေါင်မှဆိုရင်လေ9ပေါင်က46ရခိုင်သုံးပဲရှိရေ46တတမ8ဆိုတော့49မပြည့်ဘူးပေါ့နော်အဲ့9ပေါင်မှဆိုရင်လေဒါ9ပေါ်တွေတိတ်မအောင်9အောက်တွေဝင်တာများတယ်ပေါ့နော် အော်ဒါတွေကကျွန်တော်ဒီဒါတွေမှတ်ထားတယ်ဆိုတာကဒီနောက်နှစ်ဒီလိုပြိုင်ပွဲပြန်ကျင်းပတဲ့ခါကျရင်ဒါ record တွေပြန်ကြည့်ရယ်ဘလို flow တွေတွားခဲ့လေဒီလိုမျိုးကျွန်တော်ပြန်ပြီးသင်ခန်းစာယူရတယ်ပေါ့နော်ဒီဟာတွေကဟိုနည်းနည်းတော့ပင်ပန်းတာပေါ့ကျွန်တော်လည်းမနဲ့ ယုံရောက်ပြီဆိုတာနဲ့ယုံအလုပ်ဒီမနက်အီးမေးလ်လေးပါလေးဆေးပို့လေးပါလေးလီမနက်အာလုံးဆရာရှိရမြန်မြန်ဆန်ဆန်လုပ်ပြီးမနက်စာလေးစစာရင်းနဲ့ဒီဘောလုံးပွဲဒါအေးဆဲပိုင်းလေးဖွင့်ဖွင့်ညကိုစကူရလက်တွေထည့်ထည့်ပြီးအဲ့မှာဖော်မူလာထည့်တာတခါတည်းဝင်းထည့်လိုက်တဲ့ဝင်းဝိတ်ကဘလောက်ချက်ချင်းပြောင်းအဲ့အဲ့လိုက်ကြည့်အော်ဒီလိုဒီလိုဖြစ်နေပြီဂျေးတွေဘလို့ပြီးခဲ့အာအမမြန်မြန်လောက်ရအောင်ဒါမဲ့အလုံးအလုံးအဲ့မှာဆိုတော့ဟို ဟိုအချိန်ပြေးကြည့်လို့မရအောင်အားရအချိန်လေးပြေးကြည့်လိုက်ပြီးညီငိုလေးကိုလာပြီးတော့ပို့စရာရှိရာလေးပို့လိုက်အဲဒီလိုလေးကျွန်တော်လုပ်ရတာပေါ့နော်ဟိုကျွန်တော်လည်းအားဆိုင်ရတယ်အားဆိုင်တဲ့အားဆိုင်တဲ့အချက်ကလည်းကျွန်တော်ပွဲတွေယူတဲ့အခါမှာအားသာခြင်းရှိရအခုဆိုဒါရေကျွန်တော်မမှတ်ထားဘူးဆိုရှေ့မှာရလက်တွေဘယ်လိုထွက်ခဲ့လဲဆိုတာဟိုနော်မနေ့ကကန်ခဲ့တဲ့ဟာလောက်ပဲအရင်နေ့မှတ်မိရပြဟိုးရှေ့ပွဲစဉ်တက်ကကန်ခဲ့တဲ့မှာ အင်တာမိုင်ယာမီနဲ့အေအာရီဂိုင်ပွဲဘယ်လောက်ကြီးပေးခဲ့လဲကျွန်တော်မမှတ်ထိုင်မသိတော့ဘူးခုချိန်မှာလွတ်မရဘူး။နေရင်ပွဲတွေကန်တယ်ကြီးတွေကလွတ်မရဘူးညာတနေ့တနေ့ပွဲကြီးတွေကအများကြီးဆိုတော့အဲ့လိုမျိုးဆိုအခုဆိုကျွန်တော်ချက်ချင်းကြည့်လိုက်တာတော့ခုနက level ခုနက level ရှင်သူရီကြီးပေးကြီးကြီးတေးကြတယ်အောက်ဆုံးဝင်သွားတယ်အဲချက်ချင်းတိတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်လဲဒါညီကိုတွေအတွက်ဒါကြီးလေးတေးချာ line map ဖြစ်တယ်ပြီးတော့ဒီလိုကြီးတန်းအခုသွားနေကြီးတန်းဒီမှာဆိုရင်ဒါဘေးကြီးတန်းကြီးကတော့ကြီးအောင်နေပြီဘေးကြီးတန်းကြီးကကြီးကြနေပြီဆိုတော့ဒါမျိုးလေး flow တွေပေါ့ဘူကီကဘေးနေတော့ တလဲပြေးတလဲပြန်ပြီးပြေးပြေးအောင်မလဲပေါ့နော်မနေ့ကဆိုရင်ဒါဟိုဘောဒေါမွန်တို့ပွဲမှာဒေါမွန်တို့ညမှာကန်နေပွဲဆိုရင်ဒါအောက်ဒီသုံးပွဲအောင်ဝိုင်ဘောဒီအောက်ဒီသုံးပွဲအဲ့တော့မနေ့ကဆိုရင်ဒါဂျူဝင်တက်ကောင်တန်မကြိုက်ကြဘူးရင်းမတိမကြိုက်ဘူးမန်စီတီမကြိုက်ဘူးအဲအဲဟာအဲဟီလည်းမကြိုက်ဘူးအပေါ်လင်းတွေဘူးမသိမ့်မကြိုက်ဘူးဒါပေမဲ့အပေါ်လင်း၃လင်းကြီးအောင်ပလိုက်တယ်အဲအဲ့လိုမျိုးပေါ့နော်ဘူကီကကျွန်တော်တို့ကအောက်တီကြိုက်အောင်ခေါ်သွားပြီးတော့ ာကျွန်တော်တို့ထိုးတာရင်အောက်နေကြိုက်လာပြီဆိုတော့တို့အပေါ်သင်းနေကြေးပေးအောင်မလိုက်အဲအဲ့လိုမျိုးအဲ तू ကကြေးပေးအောင်လားဆိုတော့ဟိုကြေးပေးအောင်လိုက်တာတော့ तू ကိုယ်တိုင်အောင်လိုက်တာတော့မဟုတ် तू ကဒီအသင်းညာဒီနေ့ပွဲသင်းမှာဒီလိုကြေးရနေအောင်မယ်ဆိုတော့တိတိရအောင် तू ကထားပါတော့ရမတစ်တီတကိုးပြတ်မှာလားနှကိုးပြတ်မှာ तू ခံမမ်းမိရဲ့ဗျာ तू ကြိုတင်ပြီးတော့တည်င်း information ရအောင်ရလင်အဲ့နှကိုးပြတ်မှာတီးကြရဲဆိုရင်ကျွန်တော်တို့ကနှကိုးမပြတ်နိုင်ဘူးဆိုတဲ့ကြေးညာမျိုး2.90နိုင်ဆိုတော့ကြေးညာတော့ကောက်ဖွင့်မလိုက်အဲ့ကျွန်တော်တို့လက်တွန်သွားပြီးတော့ရမတစ်ဘော်ဒီမနေရဲတော့ ဒီကြိမ်းရင်ကြောက်စရာကြီးအောက်နင်းပါရှူရပါရှူရတွားနေကြဆိုတွားနေလိုက်တယ်အမှန်တော့ရီမက်တီကိုနှလုံးပေးပြက်လိုက်ပြီးရောအဲအဲ့လိုမျိုးကြီးအဲ့လိုအဲ့လိုပေါ့နော်ဘူကီကကျွန်တော်တို့တွေးတဲ့အတွေ့အကြုံကိုသူဖြောင်းမြန်သူကဟို reverse thinking လုပ်ပြီးမှကျွန်တော်တို့ဒီမင်းတို့ကြိုက်တာရွေးချပေးလိုက်တာနော်အဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုပြောမလဲထိုးသားရည်အနေနဲ့ကအာယုံကနည်းနည်းလေးစိုက်ဖို့လိုတယ်ပြီးတော့ကျွန်တော် data အချက်လက်တွေလည်း collect လုပ်ထားဖို့လိုရပါတော့ကျွန်တော်ကကြီးကြီးတက်ုံနဲ့မရဘူး ကြေးចောင်းနားလဲယုံနေလဲမရဘူးဗောနော်အာဒီကြေးဒီကြေးလာရင်ဒီလိုဖြစ်နေမယ်ဆိုတာကျွန်တော်တိထားပေမဲ့ဒီပြိုင်ပွဲရဲ့သွားနေတဲ့ flow ရာဒီပြိုင်ပွဲရဲ့ free match ကြော်ကြောင်းမှုတွေဒီ entertainment လုပ်မှုတွေပိတ်တက်တွေလာကြည့်မှုများလားမများလားဒီ플라우ဘာကြောင့်ဒီလိုပုံစံတွေပြောင်းလဲကျင်းပလဲ FIFA ရဲ့ရည်မှန်းချက်ရည်ရချက် vision mission နဲ့ဘာတွေလဲဒါရီယာဆာကျွန်တော် data ချက်လက်တွေအများကြီး collect လုပ်ရတယ်ပေါ့နော်မက်ဆီကိုထည့်ကြမက်ဆီကိုထည့်တာဘာကြောင့်လဲရိုးရိုးလေးပဲစဉ်းစားမက်ဆီက အင်နာမိုင်ယာမီက qualify ဖြစ်တဲ့နင်းမဟုတ်မက်ဆီပါလို့ဆွဲထည့်ပလိုက်တာအဲအဲ့လိုမျိုးပဲเนาะဒါအဲကြောင့်မလို့ဒီနေ့ယူရှင်းပါပဲပါမီယက်သူ့အလိုဘလောက်ပဲခြေလှမ်းကောင်းကောင်းတည်ပဲအလုံးလုံးတည်ပဲနိုင်မနိုင်ပါမီယက်မနိုင်ဘူးပေါ်တိုနဲ့ပွဲကြတယ်လည်းအဲ့လိုပဲပေါ်တိုမနိုင်ဘူးပါမီယက်ပဲအပိုင်ပဲအဲ့လိုမျိုးပဲเนาะအဲ့ဒါကြီးကကျွန်တော်တို့ဂျီနဲ့အဲ့ဒီကတော့ဂျီတို့ဂျီနဲ့တော့ချိန်ထိုးနေကြမလို့ကျွန်တော်ချက်ချင်းဒီကြီးလိုက်တာနဲ့ကို တည်အဲ့လိုမျိုးပေါ့နော်ဒါရီကကြောကျွန်တော်ကဟိုကြီးတွေဒီလိုမျိုးကြီးမှတ်ခဲ့တာများလို့အတွေ့အကြုံတွေများလာတဲ့ခါမှာဒါရီမြင်တာထင်တာရှိလာတာဟိုဒီတနေ့ဒီပွဲပြီးကံဝနောက်အချုံချုံနဲ့ဒီတိုင်းပြစ်ထားခဲ့ရင်ကျွန်တော်တို့လည်းအာဒီနောက်ပွဲကြီးမှာဘာမှ ဟို record တွေလည်းမရှိ data ချက်တွေလည်းမကြည့်တတ်ဘူးဆိုရင်ကြေးကြေးကတော့ကြည့်တတ်နေပဲဒါကြေးရောညီကိုထူထားတော်များလည်း DJ DJ လည်းတော့ဘယ်လိုကြေးဖောက်တာလဲဖောက်တင်လားမဖောက်တင်လားပြီးတင်လားမလဲညီကိုလည်းအနေငယ်အချင်းတော့ဒါဟိုထိုးမှထိုးနေ software ဆိုတော်များတော့လည်း90ရာခိုင်နှုန်းကျော်လောက်ကကြည့်တတ်နေဟုတ်တယ်မလားအဲ့တော့အဲ့ထဲမှာကိုကပို့ပြီးတော့သူများတဲ့နှာတစ်ဖြားတာခြင်းတယ်ဆိုရင် record လေးတွေ లై မဲ့အဲပြီးတော့သူတို့ရဲ့မကန်ခင်နဲ့ကန်ပြီးဒီနီးပြဒေသရှင်လင်းပွဲတွေကအစ data အချက်လက်ဒီဒီလိုက်ပြီးတော့ရှာနိုင်တဲ့များရှာပြီးနားထောင် နားထောင်မြင်သူတို့ဘလို့ပြောသွားလဲနော်အဲဘလို့ဖြစ်သွားတယ်လဲဒါကြီးကိုကျွန်တော် data တွေလိုက်ပြီးကိုယ်လည်းလုတ်ပြီးကမှအဲဒီ G ကတော့ faint ထားတဲ့ G အာဒီ G ကတော့အမှန်တကယ်ဖွင့်ထားတဲ့ G အဲအဲ့လိုမျိုးကျွန်တော်သုံးသက်အောင် G ကြီးမြင်လုံးနဲ့ဟာ1 plus 30 G နဲ့တလုံးချင်း30တလုံးနဲ့ရှူရ30လောက်ပဲနင့်လာမှာငါတော့အောက်တင်းနေမယ် ဒါတော့ကျွန်တော်ရိုးလေးမြင်ကြီးမြင်တာတန်ချက်ချင်းတုံးတက်လိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့နောက်ွယ်မှာဘလို့အချက်လက်ဒီကြောင့်ဒီလိုကြီးတဲ့ဖွင့်လာလဲတော့ကိုကလိုက်ပြီးရှာဖွေနိုင်မှကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေမှန်ကန်လာမယ်အဲ့ဒါမှကျွန်တော်တို့ရဲ့အင်ကန်ပို့ပြီးတော့များလာမယ်ပေါ့နော်အဲဒါကတော့ဟိုကျွန်တော်လည်းအခုလိုဗီဒီယိုတင်နေတဲ့အချိန်မှာကျွန်တော်ညီကိုကျွန်တော်တည်တဲ့လောက်ဖြည်းဖြည်းချင်းကျွန်တော်ပြောပြောသွားမယ်ပေါ့နော်အဲကျွန်တော်ဗီဒီယိုလုပ်တယ်ဆိုတာကလည်းကျွန်တော်ညီကိုဒီလိုမျိုးပြောပြနေတာလည်းပါကျွန်တော်အရင်ကမလုပ်ဘူးဒါဗီဒီယိုလုပ်တာ ကောင်းကောင်းလုပ်တာဆိုတာလာပိုင်းပဲရှိတယ် YouTube channel ထောင်လာတာတနည်းပြည့်ပြီပေါ့နော်အော်ပြောပြခြင်းလို့ကျွန်တော်ဒါ YouTube မှာဒီလိုလိုက်ပြီးတော့ပြောနေတာဖြစ်ပါတယ်ဟိုဆရာကြီးလားဆိုတော့ဆရာကြီးတော့မဟုတ်ဘူးကျွန်တော်လည်းလိလာနေစေတင်ဝင်နေစေဟိုတင်စရာမြင်စရာဆရာလည်းသူတို့တွေဘလို့တုံးတယ်လဲအမြဲတမ်းတွားပြီးလိလာနေတာသူတို့လည်းသူတို့နီးသူတို့ဟန်တယ်သူတို့ဆရာနေကျွန်တော်က inspire ယူတယ်အဲသူတို့ဘလို့ချက်လက်တွေကို collect လုပ်တယ်ဘလို့အကြောင်းအရာတွေကိုဆက်ဆက်ပြီးတော့တွေးခေါ်ပြီးတော့ချိန်ထိုးပြီးတော့ ပြောပြလေဒါယူကျွန်တော်လဲ inspire ယူရတယ်ပညာယူရတယ်ပေါ့နော်ကျွန်တော်လဲ CRM မို့ကျွန်တော်လဲကျွန်တော်ဒီတလောက်လေးကျွန်တော်ညီကိုလေးကျွန်တော်ပြောပြတာဖြစ်တော့အဲကျွန်တော်ဗီဒီယိုကြည့်လိုက်လို့ဟိုပွဲရွေးချယ်မှုထက်ပွဲရွေးချယ်မှုမှန်တာမှားတာတက်ကျွန်တော်ညီကိုလေးကိုဒါ knowledge တစ်ခုခုရသွားလေခြင်းနဲ့ရှင်းမှန်းချက်လေးပါတယ်ပေါ့နော်အဲကျွန်တော်ပြောလိုက်လို့ကျွန်တော်ညီကို information တစ်ခုခုတိရွာတာမြေအခုဆိုရင်ကျွန်တော်ဒါ cloud walk ဒါ glue state rule တွေကျွန်တော်ပြောပြတယ်ဒါကကျွန်တော်လဲတတိယလိုက်လို့ ညိုချက်ချင်းတနည်းရလိုက်တာလည်းပါတယ်ပေါ့နော်ရရလိုက်လို့ကျွန်တော်တွားချပြင်မဟုတ်ရင်ကျွန်တော်လည်းမရှာပြင်မရှာပြင်ညင်ကိုလို့ကျွန်တော်ပြောပြပြမှာမဟုတ်ဘူးကျွန်တော်လည်းဟိုအလုံးစုံမသိနေအောင်ကျွန်တော်လည်း Google Google ခောက်ရတာပါဗျာ Google ခောက်ပြီး Google မှာရှာတယ်ဒါထမင်းသားညကျွန်တော်ရှာလိုက်တာရှာလိုက်တော့ ဟုတ်ကျွန်တော်တော့ပုံမှန်ဆုံးအများဆုံးအားဖြင့်ကတော့ဒါ go different နဲ့အရင်ဆုံးဖြတ်တာပေါ့နော် go กว่า charge နဲ့အရင်ဆုံးဒါပေမဲ့ဒီမှာအဆင့်နှစ်နဲ့မှာ head to head နဲ့အရင်ဆုံးဖြတ်တယ်အဆင့်သုံးမှာ go different နဲ့ဆုံးဖြတ်တယ်လို့ရေးထားရပေါ့နော်အဲ့တော့ head to head ကိုအရင်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုလည်းဒါကိုစဉ်းစားရဲဆိုတော့ကျွန်တော်အုပ်စုဘယ်တင်းတက်နိုင်မလဲဆိုတော့လည်းဒါရွေးချယ်တဲ့အခါမှာထောက်ဝတစ်ခုပြုတ်တယ်ပေါ့နော်ဒီချက်တွေက အဲ့ဒါလေးကိုပြောပြချင်တာဖြစ်ပါတယ်အားလုံးအထုံးကြီးကြီးပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရှစ်ခွဲနဲ့ကိုးနိုင်ကြမှာအားလုံးပြန်တွေ့ကြပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ကြပါသည်ခင်ဗျာအားလုံး good luck ပါခင်ဗျာ